အဲ့တော့ငားလာပိုင်းရေပထမဘက်ဒုတိယဘက်တတိယဘက်မှာအရန်ကူမဝင်ငွေတွေကျန်းကြတယ်ကဲနောက်ဆုံးလေးလဲလရဲ့နောက်ဆုံးလေးလဲရောက်လာတဲ့အခါမှာနည်းနည်းအဆင်မပြေမှုလေးတွေဖြစ်ကြတယ်ပေါ့နော်อืมအဲ့လိုမျိုးအာတချို့ဆိုလို့ရှိရင်အဲသူတို့မှအိမ်လေးလဲရပြီးသွားပြီကားလေးလဲရပြီးသွားပြီအဲတော်တော်များများစီးပွားဥစ္စာတွေလဲပြည့်စုံပြီးသွားပြီအဲ့လိုမျိုးပြည့်စုံနေတာတောင်မှတချို့ဆိုလို့ရှိရင်ပေါ့နော်အာတချေရေးတချေ18ချက်23ရဲ့လိုက်လုပ်တယ် 64ရဲ့အတိတ်ထန် live လုပ်တယ်တိချက်ရဲ့ပညာဒါနတွေ live လုပ်တဲ့အခါမှာကျွန်တော်ကျမစီးပွားဥစ္စာတွေအရန်ကိုဖြစ်ထွန်းလာတယ်ဒါပေမဲ့အခုကျမပေါ့နော်နောက်ထပ်လုပ်ငန်းတစ်ခုဟိုတိုးချဲ့ဖို့အတွက်လောက်တာမှာတိချက်မြင်မြန်စူတောင်းပေးပါအောင်နောက်တိချက်မြင်မြန်လုပ်ပေးပါအောင်အဲ့လိုမျိုးပေါ့နော်အာဒီအများကြီးပဲပေါ့နော်အခုမနေ့မှဆိုလဲတိချက်ဖုန်းကောတွေလက်ခံရရှိရေပေါ့နော်မနေ့အစောကြီးအဲ့တော့ အဲ့လိုမျိုးပေါ့အဲ့တော့တိချဲဒီတိချဲဘက်ကပေါ့နော်တဆန်းတရေနော်အိမ်လေးရအောင်ကားလေးရအောင်စီးပွားဥစ္စာရေးတနာလေးများစွာတိုးအောင်အကူညီပေးတယ်အဲ့တော့အထိုင်းလေးအောင်တစ်ခုအထိလည်းချမ်းသာလာကြတယ်ဒါပေမဲ့အဲ့လိုချမ်းသာတဲ့နေရာမှာဟိုပေါ့နော်တိချဲဒါအပြစ်ပြောတာမဟုတ်တော့ပြပြမယ်ဟိုတိချဲကအတိချဲကြီးကျေးဇူးတင်လိုက်တာနော်အဲဘလို့အဲ့လိုမျိုးဆိုတာထက်ကွာဘလို့မျိုးလဲဆိုတိချဲကျမအာ18ချက်27လောက်ပြီးသွားပြီအပညာဌာနတွေလည်းလိုက်လုပ်တယ်တိချဲပွဲတော်တွေလည်းတက်တယ်အဲ့မှာကျမတိုက်လဲရပြီးသွားပြီကားလဲရပြီးသွားပြီ အခုဘာလို့ကျမဟိုနောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုထွက်လုပ်ဖို့အတွက်ကျမချန်ရောင်းကျင်နေတာကျမအမြန်လေးအမြန်လေးလုပ်ပေးပါဒီအပိုင်းတော့မှရောင်းထွက်အောင်လုပ်ပေးပါဆိုတော့ကွာပြောလို့ရှိလို့ရှိရင်ဟိုပူတဲ့ပူတဲ့ energy ဘက်ကိုပြန်သွားတာပေါ့သဘောပါလားဒီချက်ပြောချင်တာလေဟိုကြွယ်ဝချမ်းသာတဲ့အာဆက်ဝင်းထဲမှာမနေတော့ဘဲနဲ့ဟိုတာမန်လူတွေလိုမျိုးဖြစ်သွားတာပေါ့အဲ့လိုမျိုးတွေအများကြီးဖြစ်တယ် เนาะအဲ့လိုမျိုးတွေအဲ့တော့အထုတစ်ဖြင့်အဲ့ဒီအာဘဲချိန်မှာအခုဖြစ်ကြလဲဆို9လပိုင်းရဲ့နောက်ဆုံးအပတ်မှာအရင်ဖြစ်ကြတယ်ဟုတ်တယ်เนาะ9လပိုင်းအရင်နောက်ဆုံးချိန်မှာအရင်ဖြစ်ကြတယ်เนาะတကယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ကွာ18ချက်23ရက်လိုက်လောက်တယ်အဲ့မှာသူတို့အာစာဝတ်နေအရင်ကြက်တယ်လာကြက်တယ်နေတာကနေစာဝတ်နေလေးအဆင်ပြေလာတယ်အဆင်ပြေလိုက်တဲ့အခါမှာလေသူတို့ကဘယ်လိုမျိုးလေးတစ်ချက်လာပြုတ်လဲအဲတစ်ချက်ချစ်စစ်တင်လိုက်တာဒီလား အတိချက်၁၈ချက်၂၄လေးလိုက်လို့ဒါတိချက်ပညာဒါနတွေကိုကြီးလိုက်တာအရင်တော့ဆိုလို့ရှိရင်ဆံမရှိဘူးစီမရှိဘူးတော်တော်ခက်ခဲနေတဲ့ဘဝကနေပေါ့နော်အခုအစင်းလေးနေတိုင်းတိချက်ရဲ့တိလာဟိုစကားနေဆိုလို့ရှိရင်လည်းအစာတောက်လေးတွေရောက်လာတယ်အဝတ်အစားတွေဆိုလည်းပိုးလာတယ်ကျေးဇူးတင်လိုက်တာတိချက်ရဲ့အဲအဲ့လိုမျိုးလာပြိုးချတဲ့လူလည်းရှိရယ်ကွာအဒါမျိုးဆိုလို့ရှိရင်သူဒီကြွယ်ဝချမ်းသာဖို့တဲ့သူကသွားဒါလမ်းချောင်းပွက်သွားတယ်တန်တချို့ကကြတော့အများကြီးရနေလေတိချက်ရန်လာတွေ့နေတော့ အဲ့တော့ဘာဖြစ်သွားလဲလက်တွေပြန်ပိတ်သွားတယ်ဒါတိကျဲတိအောင်ပြပြပေးတာโอเคနောက်တိအောင်ပြပြပေးတာအဲ့တော့အဲ့တော့ဝင်ငွေတွေရက်တက်သွားတယ်ပေါ့နော်